ဲ့ဘိုင်းမှာတော့ဒီအာနယ်ရဲ့ထွန်းမြတ်ယတနာဂီရီယုံကိုပြန်ယူဖို့အတွက်ဒူးစီရိုက်ခုနှစ်ပါးဟာဘိုင်ဇယ်တိုက်ခိုက်ပွဲတော်ဝင်ပြန်ခဲ့ကြပါတယ်။အခုတော့ဘန်နဲ့မယ်လီယိုဒက်စ်တို့ကတိုက်ခိုက်တော့မှာဖြစ်လို့ဒီအာနယ်ကဖေဖျားကိုလန်ကာအဲလစ်ဘတ်ကိုလည်းအားပေးဖို့အတွက်ပြောခဲ့ပါတယ်။ ပွဲဝိုင်းလေးတည်တဲ့ကြရင်ကောင်းမယ်လို့မယ်လီယိုဒက်စ်ကပြောတော့ဗာလဲငါ့ကိုတိုက်ရတော့မှမိုးစိတ်လှရှားနေတာလားလို့ဘန်ကပြောနေပါတယ်တခုတတိရလာလို့ဟိုတုန်းကလည်းဒီလောက်ကျဲပဲလေလို့မယ်လီယိုဒက်စ်ကပြောတော့ဟိုတုန်းကဟုတ်လားဘယ်တုန်းကလဲလို့ဘန်ကပြန်မိလိုက်ပါတယ်စိတ်မပူပါနဲ့မင်းတတိရလာပါလိမ့်မယ်လို့မယ်လီယိုဒက်စ်ကပြောကလှင်မြန်လာတဲ့အချိန်နဲ့အနောက်ကနေပြေးထိုးလိုက်ပါတယ်အဲ့ဒီတော့မှဘန်လဲတိတ်ကကြောင်ရကိုမမိသွားပါတယ်တချိန်ကဘန်ကိုနတ်တငယ်တော်ကိုမိရှို့ရဲဆိုတဲ့ပြစ်ဒဏ်နဲ့ထောင်ထဲမှာဖမ်းဆီးထားခဲ့ပူပါတယ်တေးတန်33ချိန်ကြာတာတောင်မှ အသက်ရှင်နေသေးတဲ့အကြောင်းကိုကြားတော့မယ်လီယိုဒက်စ်ကလည်းစိတ်ဝင်စားသွားခဲ့ကာဘန်နဲ့တွားတွေ့ခဲ့ပါတယ်မသိမျိုးဘန်တွားကြစို့လို့ခေါ်လိုက်ပေမဲ့ဘန်ကတော့အကောင်စုံလေးဘာရီလာပြောနေရလဲလို့ပြောလိုက်တယ်အဲ့ဒီနောက်မှာတော့ငါးအကုန်ထုတ်သုံးမှရတော့မယ်ဆိုပြီးဘန်နဲ့တိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီမှာဘန်နဲ့မယ်လီယိုဒက်စ်တို့တွေကစားတွေ့ခဲ့ကြတာလည်းဖြစ်ပါတယ်ပြိုင်ပွဲခွင်းထဲမှာတော့သူတစ်ချက်ကိုတစ်ချက်နဲ့ဘန်နဲ့မယ်လီယိုဒက်စ်တို့ရဲ့ပွဲကမြိုင်ဆိုင်နေခဲ့ပါတယ်ပြင်းထန်လာတဲ့ဒူတို့ရဲ့ပွဲကြောင့်ပရိသတ်တွေတောင်မှမျက်လုံးပြူးနေခဲ့တယ်အဲ့ဒီနောက်မှာတော့ဘန်ကမယ်လီယိုဒက်စ်ရဲ့စွမ်းအားတွေကိုခိုးယူလိုက်ပြီး ဇာတိုက်ကိုထိုးခွဲနေပါတယ်။ဘန်ဟာစွမ်းတွေများများကိုလီလီမယ်လီယိုဒက်စ်ကအားနည်းလာလီလီပဲဖြစ်တယ်။မကင်ကတော့ဘန်ဟာခေါင်းဆောင်ရဲ့စွမ်းအားတွေအကုန်လုံးကိုယူပစ်လိုက်ပြီလို့ပြောနေပြီးဒီယာနေကတော့ခေါင်းဆောင်ကဖူးကောင်နာနဲ့ပြန်တိုင်းလိုက်မယ်လို့ပြောနေပါတယ်။ဘန်ကပွဲသိမ်းတိုက်ချက်ကိုထိုးရမယ့်အချိန်မှာတော့သူကိုယ်တိုင်ပဲလွတ်ထွက်သွားခဲ့ပြီးပြိုင်ပွဲကွင်းအတွင်းမှာတော့မယ်လီယိုဒက်စ်ကကြံခဲ့တာကြောင့်အနိုင်ရသွားခဲ့ပါတယ်။ကင်းတဲ့ဒီယာနေတို့တွေကတော့ဘာတွေဖြစ်သွားတာလဲဆိုတာကိုရှင်းရှင်းလင်းလင်းကြီးမြင်လိုက်ကြရပါတယ်။ဘန်ဟာမယ်လီယိုဒက်စ်ကိုအားကုန်ထိုးချလိုက်တာမှန်ပေမဲ့စက္ကန့်ပိုင်းအတွင်းမယ်လီယိုဒက်စ်ကဘန်ရဲ့လက်က ိုလင်ချိုးလိုက်ပြီးတော့ဥကောင်းမှမသားတစ်ခုပေါ်လာခဲ့ကတစ်ချက်တည်းနဲ့ဝေကြီးရအောင်လို့ထုတ်ပြလိုက်တာဖြစ်ပါတယ်။ခေါင်းဆောင်ရဲ့အဲ့ဒီလိုပုံစံကိုတခါမြင်ဘူးကြောင်းဘာလို့လဲတော့မသိပေမဲ့အဲ့ဒီပုံစံကစိတ်ထဲမှာတမျိုးကြီးပဲလို့ဒီယာနယ်ကပြောပြနေခဲ့ပါတယ်။သူနှစ်ဖူးကနဲ့အောင်မတ်ကဒဲမာရီနဲ့တူတယ်မလားလို့လည်းပြောနေပါတယ်။နောက်တစ်ပွဲကတော့ဒီယာနယ်နဲ့ဟောက်ဇာတို့ရဲ့ပွဲဖြစ်တာကြောင့်အဲဒီစ်ဘတ်ကိုမယ်လီယိုဒက်စ်ရဲ့လက်ထဲထည့်ပေးလိုက်ပြီးပြိုင်ပွဲခွင့်ထဲကိုဝင်သွားခဲ့ပါတယ်။ မင်းသမီးဗီရိုနီကာနဲ့ဂရီယာမိုတို့ကတော့ဈေးထဲမှာအလီစဘတ်ကိုရှာနေခဲ့ပြီးစာအုပ်တွေဝယ်နေတဲ့သမင်စင်းရောက်နေကောင်လေးကိုလည်းတွေ့ရပါတယ်။ဘန်ကိုတော့ဝက်ဆရာကြီးဟောကတယ်လာနေခဲ့ကဒီယာနယ်နဲ့ဟောက်စာတို့တွေကတော့တိုက်ခိုက်နေခဲ့ကြပြီဖြစ်ပါတယ်။ဟောက်စာရဲ့လေပွေတွေကြောင့်ဒီယာနယ်ကရှောင်တိန်နေခဲ့ရကလေပွေနှစ်ခုနဲ့ကြောင်ပွင့်အောင်လုပ်လိုက်ပါတယ်။ဒါပေမဲ့ဒီယာနယ်ကတော့ဝင်လာတဲ့လက်သီးချက်တွေကိုအေးစေးပဲတားပြလိုက်တယ်။အဲ့ဒီနောက်တော့ပြိုင်ပွဲကိုဒီယာနယ်ကနိုင်အောင်တိုက်ခိုက်လိုက်ပြီးသူ့ကိုအစွမ်းကိုထုတ်သုံးပေးလို့ကျေးဇူးတင်ပါတယ်လို့ဟောက်စာကပြောလိုက်ပါတယ်။နောက်တစ်ပွဲကတော့အဖိုး ကြီးသိန်းနဲ့မယ်လီယိုဒက်စ်တို့ရဲ့ပွဲပဲဖြစ်ပါရယ်အဖိုးကြီးကတော့မင်းကမယ်လီယိုဒက်စ်ရဲ့ဒါမလားငါမင်းမျက်နှာကိုမမိနေတာလို့ပြောတော့ကျွန်တော်ကမယ်လီယိုဒက်စ်ပါလို့ပြောလိုက်ပါရယ်အဖိုးကြီးကတော့မင်းကမယ်လီယိုဒက်စ်ဆိုတာယုံမိုးခတ်နေတယ်လို့ပြောကာအစွမ်းကုန်တိုက်ခိုက်ပါတော့တယ်ယုံမိုးခတ်တာကနှစ်30တောင်ကြာသွားပြီဆိုပေမဲ့မယ်လီယိုဒက်စ်ရဲ့တွင်မင်းကလုံအောင်ကိုမပြောင်းလဲတည်လို့ပဲဖြစ်ပါရယ် အဖိုးကြီးကပေါ်ယုံကိုကျွလိုက်တဲ့အခါမှာတော့ဒါနာဖော်ရဲ့မှတ်သားကိုတွေ့လိုက်ရပါတယ်။အဲလီစ်ဘက်ကလည်းအဲ့ဒီမှတ်သားကသူ့မွေးဖွားခဲ့တဲ့နေရာကလို့အဖေကပြောဖို့တယ်လို့ပြောနေပါတယ်။အဖိုးကြီးခမည်းကဒါနာဖော်ကလာလို့မိလိုက်တော့မင်းမလို့ငါတို့နိုင်ငံကိုဖျက်ဆီးရတာလဲဆိုကမိစွမ်းအားကိုထုတ်တုံလိုက်ပါတယ်။မင်းမလို့လူတွေတက်ခဲ့တာလဲမင်းတို့ရေးပါတဲ့လူတွေကိုဘာလို့တက်ခဲ့တာလဲဆိုကဇတိုက်ကိုတိုက်ခိုက်နေပါတယ်။မယ်လီယိုဒက်ကတော့လုံးဝမရှောင်တော့ပဲအဖိုးကြီးလုံးသမားကိုခံနေပါတယ်။မင်းမလို့လစ်ကိုတက်လိုက်ရတာလဲတက်စားပေါက်ခဲ့ရတာလဲလို့မိတော့ငါအားလုံးကိုကာကွယ်ခြင်း င်ခဲ့တယ်ဒါပေမဲ့ငါမတက်နိုင်ခဲ့ဘူးအဲ့ဒါကငါရဲ့အပြစ်ပဲအဲ့ဒါကြောင့်အခုတူကိုကာဝယ်ဖို့မလိင်တော့ဘူးလို့ပြောကာအဖိုးကြီးပြစ်လိုက်တဲ့မီလုံးကိုမယ်လီယိုဒက်စ်ကလက်နဲ့ဖျောက်ပြစ်လိုက်ပါတယ်ကောင်တာဗန်နစ်ဆိုတဲ့တဲတဲတိုက်ခွက်တွေကိုဖျောက်ပြစ်နိုင်တဲ့ဆွမ်းအားတေချာသွားပြီးမင်းကငါတီးတဲ့မယ်လီယိုဒက်စ်ပဲလို့အဖိုးကြီးကပြောလိုက်ပါတယ်ခမရကိုကျွန်တော်လည်းမမိပြီးခမရက game versus မလားလို့မယ်လီယိုဒက်စ်ကလည်းမိလိုက်ပါတယ်ခမရကိုယင်ကမီးတော့ပါဇက်လို့ခေါ်တယ်လေတန်ချက်ကကိုအမြဲဝတ်ထားတာဟုတ်တယ်မလားလို့မိလိုက်ပါတယ်အဖိုးကြီးကမယ်လီယိုဒက်စ်နာကို ိုးလာခဲ့ကမယ်လီယိုဒက်စ်မင်းခုနာကပြောတာတွေကအမှန်တွေမလားငါယုံလို့ရမလားဒါနာဖုန်းနဲ့နိုင်ငံသားတွေကိုတက်ကြမဖောက်ဘူးဆိုတာလေလို့ပြောလိုက်ပါတယ်မယ်လီယိုဒက်စ်ကအဲ့ဒါကအမှန်ပါပဲလို့ပြောတော့ပြေးဖက်လိုက်ကတော်သေးတာပေါ့ငါမင်းစီဟာအဲ့ဒီစကားကိုကြားချင်းနေတာလေလို့ပြောပြီးငုံနေခဲ့ပါတယ်ငါတာဝန်ကနေပြန်လာတော့အကုန်လုံးကပျက်စီးနေခဲ့တာမင်းနိုင်ငံကိုပျက်စီးခဲ့တာဆိုတော့ကော်လာဟာလာတွေကြားခဲ့ရတယ်ငါအဲ့ဒါတွေကိုမမှန်ဖြစ်ပါစေနဲ့လို့ဆူတောင်းနေခဲ့တာလို့အဖိုးကြီးကပြောလိုက်ပါတယ်အရင်ကအဖွဲ့သားနဲ့ပြန်ဆောင်ခွင့်ရလို့ဝမ်းသာပါတယ်လို့ပြောပြီးအဖိုးကြီးကပြိုင်ပွဲက ိုယုံပေးလိုက်ပါတယ်။တေယာရဲ့လာလို့မယ်လီယိုဒက်စ်ကမိတော့ဒါပေါ့မင်းကတော့အရင်အတိုင်းထူးဆန်းပြီးတော့ပြောင်းညံ့နေတုံပဲနော်။ငါ့ကိုမင်းစွမ်းကိုတိုက်ခိုက်တင်တာလို့ပြောလိုက်ပါတယ်။ခမည်းတော်တွေကမှဆိုလို့လေလို့မယ်လီယိုဒက်စ်ကပြောတော့အဖိုးကြီးကနှုတ်ဆက်ပြီးတော့ထွက်သွားခဲ့ပါတယ်။နောက်ဆုံးပိုလူပွဲကတော့မယ်လီယိုဒက်စ်နဲ့ဒီယာနယ်တို့ရဲ့ပွဲဖြစ်ပါတယ်။ဝီလီဆလင်းဖြစ်နေတဲ့အဲလီဇဘက်ကိုဝက်ဆရာကြီးကအဝတ်တစ်ခုကိုအစားပြေအောင်ချီပြီးအဲလီဇဘက်ကိုဝယ်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်ကောင်းကင်ပေါ်မှာတော့ငါးပြန်တွေကိုစီးပြီးမြင်းမြတ်စစ်တီဂျယ်ရီချိုနဲ့ဂူအီလာတို့ကမယ်လီယိုဒက်စ်တို့ကိုတိုက်ခိုက်ဖို့အတွက် ောက်လာနေခဲ့ကြပါပြီ။ဗိုက်ဇယ်နီးကူတကူထဲမှာတော့အစိမ်းရောင်စပင်နဲ့ကောင်းလေးကတန်ချက်ဝင်းတဲ့လူကိုပုံပြင်ဖျက်ပြနေခဲ့ပါတယ်။အဲ့ဒီအပြင်ကိုတားရဲ့ဝမ်တပ်ပိုစတာကိုလည်းတွေ့ရတာကြောင့်ဒီကောင်းလေးကဒူစီရဲ့ခုနှစ်ပါးတဲကကိုတားပြုံပေါ်နေပါတယ်။